Alo, mình là bạn. Thì nếu mà là chúng ta thép của bị ta chỉ là tới sản xuất biểu trong mình sẽ bị mấy. Tôi nói ta chỉ muốn là tập bao anh nhộn này để cho bạn chất tuyến chỉ trả nhà áo. Năm bắt tí, cứ lên chạc. Tăng là ý ý chi thay mạnh đi tết để ngài gì tìm yêu bác. ။သိမ့်မှန်ပညာရှင်တွေကသူ့အသက်ကို900နှစ်လောက်ရှည်နိုင်တယ်လို့ဆိုပါတယ်။အစာဖြတ်နှုတ်နည်းလှပြီးအေးမြတဲ့ရေထဲမှာသာနေတတ်တာကြောင့်အသက်ရှည်တာပါ။ နံပါတ်၄ Galapagos Studios မြေသားပေါ်မှာအသက်ရှင်ဆုံးတရိစံတမျိုးဖြစ်ပါတယ်။သူတို့အသက်150နှစ်ကျော်ရှိတတ်ပြီးအေးအေးဆေးဆေးနဲ့နေတတ်တာကြောင့်တန်းရှိကြတာပါ။ နမတောဘောဝိတမန်အာတီကောပင်လယ်ထက်၅ဝဲချင်းအသက်၂၀၀ကျော်ရှိတတ်ပြီးတခါတလေအဟောင်းစုံ၅ဝဲတွေ့နဲ့၁၉ရာစုကအမြောက်တန်းတွေတော့တွေ့ရတယ် နံပါတ်၄စင်လူနဲ့နေဆက်တဲ့အိမ်မွေးတရိစံဖြစ်ပြီးအသက်60မှ80နှစ်အထိရှိတတ်ပါတယ်သူတို့ရဲ့ညံနဲ့စိတ်အိမ်မူးကအသက်ရှည်မှုရဲ့အကြောင်းအရာတစ်ခုပါ ံပါတ်၅တွက်တာလဲနယူးဇီလန်မှာပဲရှိတဲ့ဒိုင်နိုဆောခေတ်ကတည်းကရှင်းလာတဲ့တရိစံဖြစ်ပါတယ်အသက်100နှစ်ကျော်ရှိတတ်ပြီး living dinosaur လို့ခေါ်ကြပါတယ် နံပါတ်6 gen salamander အေးမြတဲ့ရေထဲမှာနေတဲ့တရိစံဖြစ်ပြီးအသက်100နှစ်ကျော်ရှိတတ်တဲ့သူတို့ရဲ့ငြိမ်ချမ်းမှုနဲ့တဘာဝနဲ့ညီညွတ်မှုကအသက်ရှင်မှုအကြောင်းတရားပါ။ နမခွန်မခေါဖဲရအယောင်ဆုံးလာတဲ့ငါတမျိုးဖြစ်ပြီးအသက်60နှစ်အထိရှိတတ်တဲ့တခါတလေလူတဦးနဲ့တော့အသက်တူဖြစ်နိုင်ပါတယ်နမရှိ Ocean Cohawk တည်တည်လေးပဲဖြစ်ပေမဲ့အသက်400နှစ်ကျော်ရှိတတ်တဲ့ မင်းနဲ့ claim လို့ခေါ်တဲ့တောင်ကတော့အသက်900ခုနှစ်ရှိခဲ့ပါတယ်နမကိုခေါ်ကိုတိုင်မွေအိုးကြီးတွေထဲကအချို့ကအသက်100နှစ်ကျော်ရှိတတ်ပါတယ် အေးများတဲ့နေရာမှာနေပြီးတတန်းချေဖို့အတွက်သဘာဝနဲ့ညီညွတ်နေတတ်ပါတယ်နံပါတ်10 koi fish အေးရင်ရေကန်းထဲမှာနေတဲ့ koi ငါးတွေထဲကဟာနာကိုတို့ခေါ်တဲ့ငါတကောင်ကအသက်926နှစ်ရှိခဲ့တယ် ်ငါတကောင်တောင်ဒီလောက်အသက်ရှည်တယ်ဆိုတာမယုံနိုင်ပါဘူးဒီတိရစ္ဆာန်တွေဟာတဘာဝနဲ့ညင်ညွတ်နေတာကြောင့်အသက်ရှည်ကြတာပါအေးအေးစီစီနဲ့ညင်ညွတ်နေခြင်းဟာအသက်ရှည်ဖို့အကြောင်းတရားပါခင်ဗျားတို့ကရောဘယ်တိရစ္ဆာန်ကိုအသက်အရှည်ဆုံးထင်ပါသလဲ comment မှာပြောပြနော် like subscribe လို့ဘုံမမေးပါနဲ့ 完了，我接住吧。